အလိုပဲမင်္ဂလာပါဒီနေ့ကတော့ဒီဇင်ဘာလ1ရက်နေ့เนาะဒီဇင်ဘာလ1ရက်နေ့ဆိုတော့ရွေးကောက်ပွဲရလဲ28ရက်ဆိုတော့ဒီလကတော့တော်တော်ကိုเนาะချီလကောင်းမလတွေပေါ့เนาะလတွေပေါ့ဆိုတော့အခုကတော့ပထမဆုံးကျွန်တော်တက်ပြချင်တဲ့အကြောင်းအရာကတော့ဒီစကိုင်းတိုင်းစကိုင်းတိုင်းမျိုးပေါ်မှာဆိုလို့ရှိရင်လူငွေတွေအယောက်ပေါင်း100ကိုဖမ်းတယ်เนาะဖမ်းပြီးတဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်သူတို့ကလှုပ်ရှားတာပေါ့ဒီပြတော့เนาะအပွဲမှာတင်တဲ့နေပါတယ်ပို့ဖို့ပါဖို့အဲ့လိုမျိုးထက်ဒီအုတ်ကြီးတွေရဲ့လှုပ်ရှားတာ ါလွတ်ဆလာအဲ့ဒါကတယောက်ကိုပြန်ပြီးတော့သိန်းတရာနဲ့ပြန်ရွေးခိုင်းတယ်နော်ရွေးခိုင်းတယ်ဆိုတော့အဲ့ဒါစကိုင်းတိုင်းစကိုင်းမျိုးပေါ်မှာဖြစ်တဲ့ဟာအဲ့ဒါကလူငယ်အယောက်ပေါင်းတရာကိုဖန်စီရဲဖန်စီတဲ့လူတွေကအကုန်လုံးကအုပ်ကြီးတွေကပြန်ပြီးတော့ရွေးခိုင်းတယ်စသဖြင့်နောက်ပေါ်မှာပို့တာထဲတော့ကောင်းမထင်တယ်နော်ဒါပေမဲ့သိန်းတရာဆိုတော့လည်းမရှိတဲ့လူတွေတွေ့တော့တော်တော်ကိုနော်အဲ့ဒီမှာအခက်ခဲတော့ရှိမှာပဲနောက်တစ်ခုကကျွန်တော်တို့ဒီစကိုင်းတိုင်းမှာပဲဝက်လက်မျိုးနေတို့ဒီရွှေဘိုးတို့စသဖြင့်ဒီနေရာတွေမှာ စစ်ကြောင်းထိုးတယ်နော်စစ်ကြောင်းထိုးတဲ့ခါကျတော့ဒီဖက်ကဒေါ်လာရောက်ဖွဲ့တွေကနေပြီးတော့တကယ်ဝိုင်းပြီးတော့တမလိုက်တာနော်အယောက်ပေါင်34လောက်နော်34လောက်ကတော့မာလခီယာဖြစ်သွားတယ်အဒီမှာတနက်ကတော့စစ်တလဲရတယ်ဆိုတော့အဲ့ဒါကတော့စကိုင်းတိုင်းမှာစကိုင်းတိုင်းမှာတော့တော်တော်ကိုတီးရကိုကျွန်တော်တို့တွေ့ရလိမ့်မယ်အခုသတင်းတွေကိုအများအဖြစ်နားထောင်တဲ့ခါကြားလို့ရှိရင်ဟိုဖက်မှာရခိုင်ဖက်မှာလည်းတော်တော်ငြိမ်သွားတယ်အချင်းဖက်မှာငြိမ်သွားတယ် ပြီးလို့ရှိရင်တော့ဒီကရားကရဏီနော်ကရဏီဖက်မှလည်းညင်သွားတယ်ဆိုတော့အခုတည်နေအများဆုံးတက်တာကတော့စကိုင်းတိုင်းစကိုင်းတိုင်းမှာတက်လာတဲ့ဟာတွေကတော့တော်တော်အားရစရာရှိတယ်အဲ့ဒီမှာစစ်ချောင်းလိုက်စစ်ချောင်းလိုက်ဖြုတ်တယ်ပြီးလို့ရှိရင်တော့အဲ့ဒီတိုင်းမိုးကိုတိုင်းတော်မှအရာထုဖြုတ်နိုင်တဲ့အထိနော်အဲ့ဒီမှာသူတို့တီးနိုင်တယ်အခုကလည်းအခုနော်အဲ့ဒီဝက်လက်မျိုးနေတို့ဒီရွှေပုံမျိုးနေတို့အဲ့ဒီမှာစစ်ချောင်းထိုးလာတဲ့ဟာကိုဝင်ပြီးတော့တိုက်လာနော်ဒီဖက်ကနေပြီးတော့ခုခံပြီးတော့တိုက်တဲ့ခါကျတော့အယောက်ပေါင်း34ရက် normal key ဖြစ်သွားတယ်တနက်ကတော့စစ်တလက်ရသွားတာပေါ့နော်ဆိုတော့တနက်တလက်တလက်ကလည်းဈေးကြီးတော့ပေါ့နော်ဟိုမိုးကိုမိုးမိတ်ပွင့်တွေမှာတော့မှတနက်အလက်ပေါင်း90နဲ့မျိုးထစ်ကိုသွင်းလိုက်ရတဲ့ DNA တွေကအဲ့ဒီတနက်အလက်ပေါင်း90နဲ့ချော့တိတ်လိုက်တယ်နော်ချော့တိတ်လိုက်တဲ့ PDF တွေကိုအဲ့ဒီ main logo ပေးထားတဲ့တနက်အလက်ပေါင်း90ရှိတဲ့နော်အဲ့ဒါကိုမပေးနဲ့တော့ main logo ယူလိုက်တော့မဟုတ်လို့ရှိရင်ပြန်ပေးအဲ့လိုမျိုးပုံစံမျိုးပေါ့နော်ပုံစံမျိုးပေါ့ဆိုတော့ဒီဖက်ကလည်းအဲ့ဒီတနက်တွေထက်ဒီအဲ့ဒီသူတို့အဖွဲ့မှလူတွေအများကြီးရှိတာပဲလေနော်အဲ့ဒီတနက်အလက်ပေါင်း90နဲ့ ပြန်ပြီးတော့အဲ့ဒါကိုလဲရတယ်ဆိုတဲ့ဟာတော့သိမဖြစ်နိုင်ဘူးเนาะတဏ္ဍလက်ပေါင်း90ထက်အတိကတော့အဲ့ဒီမှာမဟာမိတ်ဆိုတော့မဟာမိတ်ကဘာဖြစ်လို့အရေးကြီးလဲဆိုလို့ရှိရင်မအလကိုတိုက်ဖို့ပဲဒီဖြစ်ရလူတွေကအဲ့ဒီ TNL ကိုမတိုက်ချင်ဘူးเนาะမတိုက်ချင်တဲ့ခါကျတော့တကယ်တမ်းအဲ့ဒီမှာတကယ်စကားတွေအခြေတင်ဖြစ်ပြီးတော့တင်းမာမှုတွေဖြစ်မယ်ဆိုလို့ရှိရင်အဲ့ဒီ PDF တွေအတွက်ကမှားလောက်ကိုတိုက်လို့မရတော့ဘူး။မှားလောက်ကိုတိုက်လို့မရပြီနဲ့ TNL ကိုဆော်ရအောင်မယ်။ဆိုတော့ TNL ကနေကတော့အရင်က ဒီတော်လိုင်းရဲ့မှာမဟာမိတ်တွေဖြစ်ကြတယ်နော်တော်လိုင်းရဲ့မှာတကယ့်ပြည်သူလူထုကိုခူးတူးလုပ်ပြီးတော့ရတဲ့လူတွေဖြစ်တယ်ခါကြတော့အဲ့ဒီရန်သူတယောက်ထပ်မတိုးချင်ဘူးအဲ့ဒီတနက်အလက်ပေါင်း90ရတော့ကျွန်တော်ကတော့မထင်ဘူးနော်တနက်အလက်ပေါင်း90ရတော့သူတို့မှာလူအရောက်ပေါင်းများများစွာရှိတဲ့ဟာအဲ့ဒီအလက်ပေါင်း90လောက်ရတော့မင်းတို့ပြန်ယူကွာဆိုပြီးတော့ပေးနိုင်တယ်ဒါပေမဲ့မဟာမိတ်နော်မဟာမိတ်ကအဲ့ဒီ TNL ကိုဝိုင်းပြီးတော့သမားမယ်အချင်းကြီးရောက်သွားပြီနော်အဲ့ဒီမအလာကပို့ပြီးတော့ပြော်တာပေါ့နော်မအလာနဲ့ ဲ့ဒီ TNL ကတစ်ဖက်ဖြစ်သွားမယ်ပြီးတော့ဒီဖက်ကနေပြီးတော့ Donnell ရောက်ဖွဲ့တွေကဒီ TNL နဲ့မအလာကိုပေါင်းပြီးတော့ဆွာတော့မယ်အဲ့ဒါကြောင့်အဲ့ဒီဟာကိုမဖြစ်စေဖို့အတွက်သူတို့ကတော့တကယ်တတ်နိုင်ဆုံးမခန့်ချင်ပေမဲ့နော်လွတ်လိုက်ရတယ်လွတ်လိုက်ရတယ်ဆိုတော့အခုအခု Mogo Mogo ကနေပြီးတော့ဟုတ်ဖက်မှာ Mogo ဖက်မှာတက်လာတယ်နော်တက်လာတဲ့အခါကျတော့ဒီဖက်က KIA နဲ့ KPDF တွေသူတို့ပူးပေါင်းလို့ရှိတယ်အဲ့ဒီပူးပေါင်းတွေကိုနေပြီးတော့ဒီဖက်ကနေပြီးတော့ဂျားဖြတ်ပြီးတော့အဲ့ဒီမှာတိုက်တယ်နော်တိုက်တယ် ဆိုတော့အဲ့ဒီမှာလည်းတတော်ကိုတင်းမာမှုတွေရှိနေတယ်အဲ့ဒီမိုးကုံနဲ့မိုးမိတ်မှာဆိုတော့အခုမိုးကုံမြို့ဖြစ်မှာနော်တကယ့်အရောက်ပေါင်းဘယ်လောက်ရှိလဲဆိုလို့ရှိရင်အရောက်ပေါင်း2000နဲ့အင်အားနော်စစ်အစည်းပေါင်းကစစ်ကအစည်းပေါင်းက100ဆိုတော့ရှိနိုင်တယ်နော်100ကျော်သွင်းနေဆိုတော့အရောက်ပေါင်း2000နော်အဲ့ဒီမှာဒီမိုးကုံမြို့ဖြစ်ကိုရောက်သွားပြီဆိုတော့မိုးကုံမြို့ဖြစ်မှာရောက်ပြီးတော့သူတို့တိတ်နော်အချိန်မကြခင်မှာဒီဖက်ကကိုမြို့မိုးကုံကနေပြီးတော့ ဟိုမြို့အပြင်မှာရှိနေတယ်နော် PDF တွေကအဲ့ဒီပေကတော့ဝိုင်းထားတယ်မြို့ထက်မှာတော့သွင်းတယ်ဒါပေမဲ့အပြင်မှာတော့ဝိုင်းထားတယ်အရင်ကလာရှိုးလို့ပဲနော်လာရှိုးကစကားစကားထက်မှာဝင်လို့ရတယ်ဒါပေမဲ့အပြင်မှာ MND ရှိတယ်အလိုမျိုးပုံစံမျိုးနော်အခုကတော့အပြင်မှာတော့ဒေါ်လာတက်ဖို့ရှိတယ်ဆိုတော့အခုအဲ့ဒီနေရာတွေမှာ process စင်တယ်အရောပေါင်းတထောင်လဲနော်ဆိုတော့တော်တော်အင်အားကြီးတယ်ဆိုတော့အဲ့ဒီမှာတိုက်ဖို့ရကြီးကြီးပြင်းထန်နေတယ်ဟုတ်ပြလည်းခံရမလို့ချတယ်ဆိုတော့အဲ့ဒီမှာတကယ်နာမည်ကြီးတဲ့နောက်ကြပြတစ်ပုတ်ရှိတယ်နော်အဲ့ဒါကတော့ တော့တာဖုံးကျော် TNL ရဲ့တာဖုံးကျော်ရေးတဲ့ကပြားကဒီနေ့လူမှုကော်ရဲ့ပေါ်မှာသတင်းမီဒီယာပေါ်မှာတော်တော်ကိုရေပန်းစားတဲ့ကပြားတစ်ပုဒ်ဖြစ်တယ်ဆိုတော့အဲ့ဒီဟာကအဓိကချုပ်လိုက်မယ်ဆိုလို့ရှိရင်နော်အဲ့ဒီမှာဆိုလို့ရှိရင်နော်ပြည်သူလူထုတွေကိုတောင်းပန်ဖို့စကားမရှိဘူးတဲ့ဟာတော်တော်မိုက်ကန်တဲ့စကားနော်မိုက်ကန်တဲ့စကားပြည်သူလူထုကိုတောင်းပန်ဖို့စကားမရှိဘူးလီရလောက်အောင်သူ့မှာဒီလောက်တော့မှမိုင်းမေးစရာအကြောင်းရှိလာပေါ့ကျွန်တော်ကဒါဒီလိုဒီလိုအကြောင်းတရားရှိတယ်အဲ့ဒါတရုတ်ကနေပြီးတော့ဒီလိုဖိအားပေးတယ် ပေးတဲ့ခါကျတော့ကျွန်တော်တို့နဲ့သဘောတူညီတဲ့ခါကျတော့ကျွန်တော်တို့ကဒီလိုလက်လုပ်ပေးလိုက်ရရတယ်စသဖြင့် reason ခုခုတော့ပေးပေါ့တောင်းပန်ပေါ့အဲ့လိုမျိုးပုံစံမျိုးနဲ့တောင်းပန်လို့ရှိရင်ပြည်သူလူထုကကျဉ်တ်နေအောင်မယ်အခုကတော့မပါလို့လဲမပါလို့လဲသူပြောတဲ့တောင်းပန်စရာစကားမရှိဘူးလေတော်တော်ကိုနော်တော်တော်ကိုပြောလို့ရှိရင်တော့အမျိုးမျိုးထွက်ကုန်တော့မှာပဲဆိုတော့အတအပြင်ကျွန်တော်တို့အခုနော်မိုးကုတ်ရဲ့အပြင်ဖက်နော်ဒီမိုင်30မိုင်30အနားလုံးဝမကတ်နဲ့ဆိုပြီးမှအသက်ထုတ်ပြန်နေတယ်အခု TNL ကထုတ်ပြန်တာနော် အဲ့ဒါမိုးကုတ်မြို့ရဲ့အပြင်ဖက်မိုင်30အကွာကနေပြီးတော့လုံးဝမဝင်ရဘူးဆိုပြီးမှခုအစ်စ်ထုတ်ပြန်တယ်လို့ပြောတယ်ဆိုတော့တော်တော်ကိုဟိုဖက်မှာရက်သွားတဲ့ပုံစံမျိုးတော့ရှိတယ်အခုနောက်ကပြည်သူလူထုကိုတောင်းပန်ဖို့စကားမရှိဆိုကြတဲ့အနေနဲ့ဟိုဖက်မှာရက်နေပြီလုံးလုံးရက်သွားပြီအခုအဲ့ဒီမိုးကုတ်မြို့ရဲ့နော်အပြင်ဖက်မိုင်30အကွာမှာနော်လုံးဝမဝင်ရဘူးဆိုပြီးမှပြောတယ်အဲ့ဒီပြတော့ဝင်လို့ရှိရင်သူတို့ချမယ်အဲ့ဒီပြတော့ TNL လေးကဟိုဖက်မှာရောက်သွားပြီနော်ဆိုတော့ဒီဖက်ကတော့လုံးဝသူတို့နဲ့မတိုက်အောင် အတက်နဲ့ဆုံးရှုံးတယ်ကိုဖက်ကတိတိတိုးလာတယ်နော်တိုးလာတယ်ဆိုတဲ့သဘောကတော့ဒီနေ့တွေ့လာရတယ်ဆိုတော့ဒီဘက်မှာ PDF တော့ကတော့နော်သူတို့ train ပေးတယ်သူတို့လက်နက်တပ်စင်ပေးတယ်သူတို့ ਨੇ အတူတိုက်ဖို့ဝင်ခဲ့တယ်အဲ့ဒီပေတော့သူတို့ချစ်စုတွေကတော့ရှိကြတာပေါ့နော် PDF တွေကတော့ဆိုတော့အဲ့ဒီမျက်နှာနဲ့ပဲမိုးကုတ်မျိုးကိုဖြန့်ပေးလိုက်ရတယ်ဒါပဲမဲ့ KIA နော်အခုမိုးမိတ်မှာသွားတဲ့ခါကျတော့အတော့ကုံဆော်ပြီအဲ့ဒါကဘူမူးချင်းတော်ဘူကနေပြီးတော့အတီးပြူထားတယ်အတီးပြူထားတယ်သူတို့ ਨੇ တိုက်ပွဲဖြစ်နေတယ်နော်အဲ့ဒီမိုးမိတ်ဖြစ်မှလာလို့နော်ဆိုတော့ ါကိုချစ်ချင်းအပြင် KIA ကပြောထားပြီးသားเนาะမုံမိတ်မျိုးကိုကာကွယ်ဖို့အတွက်เนาะသူတို့ကိုကူညီထောက်ပံ့မယ်ဆိုပြီးမှ ABSDF ကျောင်းသားဖွဲ့တွေလည်းပြောပြီးပြီပြီးလို့ရှိရော KIA လည်းပြောထားတယ်ဆိုတော့ဒီစကားကိုချစ်ချင်းအပြင်เนาะ KIA ရတော့ PDF လို့သူတို့ရှောင်မှာမဟုတ်ဘူးเนาะသူတို့ကလည်းအများကြီးခံခဲ့ပြီးပြီ TNL ရဲ့စော်ကားမှုတွေသူတို့ရိုက်ပုတ်ထူထောင်မှုတွေကိုเนาะသူရဲ့တပ်ဖွဲ့တွေတော်တော်ခံခဲ့ပြီးပြီနော်ခံခဲ့ပြီးပြီသူတို့လည်းမဟာမိတ်မဟာမိတ်မဟာမိတ်ဆိုတဲ့ စကားလုံးနဲ့သူတို့ကိုခြံထားတယ်ဆိုတော့အခုကတော့မုံမိတ်เนาะအခုသူတို့ကတော့ဟိုဖက်မှာမအလာနဲ့เนาะတိတ်ပေါင်းတဲ့ပုံစံမျိုးဖြစ်တဲ့ခါကျတော့เนาะအဲ့ဒီမှာเนาะသူတို့နှစ်ယောက်တွေးကြပြီเนาะ TNL တွေနဲ့ KA နဲ့သူတို့တွေးကြပြီเนาะတွေးကြပြီအခုမုံမိတ်မှာတွေးပြီเนาะတွေးပြီဆိုတော့အဲ့ဒီမှာမုံမိတ်မှာကတော့ KNA ကတော့ခြံထားမှာမဟုတ်ဘူး PDL လို့လက်လွတ်မှာမဟုတ်ဘူးဘာဖြစ်ဆိုတော့เนาะ KA က TNL ရဲ့ခြေစွပ်တွေကဘာမှမရှိဘူးเนาะ KA ရဲ့ခြေစွပ်တွေကပဲ DTNLA အပေါ်မှာရှိတယ်သူတို့လက်နက်တက်ဆင်ပေးတယ်ဟောအောက်ခံပေါင်းပိန်ဆက်ပြာကအစသူတို့ဒီသူတို့အဖွဲ့ဖြစ်မြောက်အောင်နော်တကစ်တီထောင်ဖိတ်ခဲ့တယ်ဒုတိယမြောက်ပထမမြောက်မှာသူတို့ပျောက်သွားတယ်နော်ဒုတိယမြောက်ပြန်ပြီးတော့အဲ့ဒီမှာတီထောင်ဖိတ်ခဲ့တဲ့ကျေးဇူးရှင်ဖြစ်တယ်သူတို့ကတော့လုံးဝနော်ညံထားမှာမဟုတ်ဘူးနော်သူတို့ရဲ့တကစ်လူမျိုးဒီ PGF BGF တွေတော့မှချထည့်လိုက်တာနော်ပြုံးထွက်သွားတာပဲသူတို့တော့မှကိုလိုလည်းနဲ့ချရတယ်ဆိုတော့သူတို့အချင်းချင်းတော့မှချတယ်ဆိုတော့ TNL လေးတော့နော်သူတို့လုံးဝ နော်နားလေပေးမှာမဟုတ်ဘူးနော်လုံးဝခွတ်လို့မှာမဟုတ်ဘူးဆိုတော့ဖြစ်ဖြစ်တသက်ဆော်လိမ့်မယ်ခုမိုးကုန်းကတကယ်ဆော်တယ်ဆိုတဲ့ဟာကိုပုံမှန်ကြည့်နောက်ဘူးကနေပြီးတော့အတီးပြူထားတယ်ဆိုတော့ TI နဲ့လည်းရတကယ်နော်တာဝန်ရှိတဲ့လူဒါဖုံကျော်ကတော့ဘာပြောလဲပြည်သူလူထုကိုတောင်းပန်စရာမရှိဘူးစကားလုံးမရှိဘူးဘယ်ရှိမလဲနော်စကားစနဲ့ပေါင်းမိပေးရနော်ပြည်သူလူထုတွေရဲ့ယေရှုတရားတွေဟာဆိုလို့ရှိရင်နော်ပြန်ပြီးတော့ TI နဲ့လည်းတော့ပြန်ပြီးတော့နှိုက်ကြည့်လိုက်ပစာနှိုက်ကြည့်လိုက်လင်ချောင်းလင်ချောင်းမှာနှိုက်ကြည့်လိုက်နော်နှိုက်ကြည့်လို့ရှိရင်တွေ့အောင်မယ်နော်ခင်ဗျားတို့ ဘလို့ပြောမလဲပြည်သူလူထုရဲ့ခြေစူးတရားတွေစာတောက်တွေခင်ဗျားတို့တကယ်အောင်မြင်မှုတွေခုရှိတဲ့ဟာတွေပြည်သူလူထုရဲ့ခြေစူးတရားကနော်အဲ့ဒီလေပင်ကိုလက်ညှိုးနဲ့ထုပ်တော့စမ်းကြည့်လိုက်တွေးလိုက်မယ်ဘာဖြစ်လို့ခြေစူးတရားကိုဘာဖြစ်လို့ပေါင်းပိုင်နိုင်တဲ့စကားတလုံးတောင်မှမရှိတာလဲနော်တော်တော်ကိုမိုက်ကန်းနဲ့နော်အဖွဲတစ်ဖွဲဖြစ်တယ်ဆိုတာကိုတော့ကျွန်တော်ကတော့ပြောချင်တယ်နော်ပြောချင်တယ်အားရပါးရပြောချင်တယ်ဘာဖြစ်လို့ဆိုတော့ဘာဖြစ်လို့သွင်းတာလဲသူတို့နော် PDF တော့ဘာဖြစ်လို့ချက်ကင်တာလဲအဲ့ဒါကတော့တကယ်နော်ကျွန်တော်တို့အတွက် စိတ်မကောင်းစရာတွေပေါ့နော်ဆိုတော့အခုကတော့ချနေရပြီသူတို့ချနေရပြီနောက်တစ်ခုကချင်းပြင်းနေဖက်ကိုဒီစကိုင်းအလေးဖက်ကနေပြီးတော့နော်စစ်ချောင်းအင်အားရှေ့အနေနေပြီးတော့စစ်ချောင်းထိုးတယ်နောက်ချိုးတဲ့ခါကျတော့ဟိုဖက်ကနော်ဒီချင်းတော်လိုင်းရဲ့တပ်ပေါင်းစုတွေကနေပြီးတော့ခြေမုံလိုက်တယ်နော်ခြေမုံလိုက်တဲ့ခါကျတော့အဲ့ဒီမှာအရာရှိတွေစစ်သားတွေတော်တော်သေးတယ် တော်တော်သေးတယ်။အဲ့ဒီမှာအချိန်မခန်းလေဆိုကြတဲ့ကနေတော်တော်ကိုတဝက်လောက်တော့သူတို့ကတော့ပြုံးထွက်သွားတာပဲ။နော်ပြုံးထွက်သွားတာပဲ။ဒါပေမဲ့အရေးအတွက်ဘယ်လောက်ရှိလဲဆိုတာကိုသူတို့ပြောထားတာမရှိဘူး။အဲ့ဒီမှာအရာရှိတွေပါတယ်။စကဆာရဲ့တော့တက်တာတွေတော်တော်ကိုထိခိုက်မှုရှိတယ်။အသေးပြောင်းများတဲ့အရာရှိတွေတော့မှတော်တော်ကိုသေးတယ်။နော်ချိန်မနိုင်လေဆိုတဲ့ဟာကိုနေပြီးတော့ဒီချင်းတော်လိုင်းရဲ့အဖွဲ့တွေကနေပြီးတော့ နော်ထုတ်ပြန်ထားတာကိုတွေ့ရတယ်နော်အဲ့ဒီတော်လိုင်းရဲ့အဖွဲ့ဖက်ကလည်းအယောက်ပေါင်း9ယောက်နော်ကျဆုံသွားတယ်ဆိုတဲ့ဟာကိုတော့နော်ထုတ်ပြန်ထားတာကိုတွေ့ရတယ်နောက်တစ်ခုကဒီနေ့အတွက်တကယ့်သတင်းမီဒီယာမှာခေတ်စားတဲ့သတင်းပြီးလို့ရှိတာဗီဒီယိုတစ်ပုဒ်အဲ့ဒါကဒီ main game မှာနော်စကိုင်း main game မှာအဲ့ဒီ CDN တကယ့်စေယုံအုပ်တယောက်ပေါ့နော်စေယုံအုပ်တယောက်အဲ့ဒီဒေါက်တာခင်းတူတူလွင်ဆိုတော့အဲ့ဒီဒေါက်တာကိုနော်ဆရာဝန်ကိုနေပြီးတော့ဖမ်းတာနော်ဝင်ပြီးတော့ဖမ်းတယ်အဲ့ဒါကတကယ့် UG ရဲ့လက်အောက်မှာရှိတဲ့ပလဖတ်နော် ပြည်သူလုံခြုံရေးနော်ပြည်သူလုံခြုံရေးအဖွဲ့ကနေပြီးတော့ဘွားပြီးတော့အဲ့ဒီမှာဖမ်းတယ်ဖမ်းတဲ့ဟာကိုမင်္ဂလိဆိုတော့လေသူတို့ကလည်းတိတ်နော်အာရပါရတော့ဖမ်းတာတော့မဟုတ်ဘူးနော်ယောက်ျားလေးဆိုရင်တော့တော့တော်ကိုဖဲ့ပြီးတော့နှပန်းလုံးမှာပေါ့ဒါပေမဲ့မင်္ဂလိဆိုတော့လေတော့တော်ကိုဖမ်းယူရတယ်ပြီးတော့နောက်ဆုံးကျတော့လက်ထခဲ့သွားတယ်ဒီသတင်းကနော်ဒီဗီဒီယိုကတော်တော်ကိုနော်ခုသတင်းမီဒီယာလောကမှာခေစားတဲ့သတင်းတစ်ပုဒ်ဖြစ်တယ်နော်သတင်းတစ်ပုဒ်ဖြစ်တယ်ဆိုတော့အဲ့ဒီဆရာဝန်ကိုဘာဖြစ်လို့ဖမ်းတာလဲဆိုတဲ့အတီးကအကြောင်းရင်း၃ခုကိုတွေ့ရတယ်နော်၃ခုကိုတွေ့ရတယ်နံပါတ်၁တစ်ခုကတော့ အဲ့ဒီမှာရွှေလုတ်ကွက်တွေကိုဒီအယုတ်ကြီးရဲ့လက်အောက်ခံတွေကနေပြီးတော့သူတို့ကဒီလုတ်ခွင်ပေးလိုက်တယ်နော်ပေးတဲ့ဟာကိုပြည်သူလူထုတွေကဆန္ဒပြတယ်ဆန္ဒပြတဲ့အချိန်မှာအဲ့ဒီစီဒီအမ်အဲ့ဒီဆရာဝန်မကဥဆုံးတော့ပါတယ်နော်အဲ့ဒါအညို့တစ်ခုနောက်တစ်ခုကတနတ်နော်တနတ်ကနော်အဲ့ဒီမှာသူတို့အတ်ထားတာရှိတယ်သူတို့ကလက်နက်ပေးထားတာရှိတယ်အဲ့ဒီလက်နက်ကသူ့ကိုပြန်မပေးဘူးနော်ပြန်မပေးဘူးတောင်းတယ်ပြန်မပေးဘူးနော်အဲ့ဒီနေရာမှာပြန်မလို့စဉ်းစားကြည့်အောင်တောင်းတယ်ပြန်မပေးဘူးဘာလို့တောင်းတာလဲနော်စီဒီအမ် အဲ့ဒီပုဆရာမတယောက်ဖြစ်တယ်သူမတို့ခြုံရဲ့အတွက်လို့တယ်ဘာဖြစ်လို့တောင်းတာလဲတောင်းလိုက်အကြောင်းရင်းကနေပြတော့သူတို့မကျင်းတတ်လို့ပေါ့နော်မကျင်းတတ်တယ်ဘာဖြစ်လို့မကျင်းတတ်တယ်လဲခုနကပြောထားတဲ့အတိုင်းပဲရွှေလုတ်ကွက်ရွှေလုတ်ကွက်တွေကိုသူကအယုတ်ကြီးအဖွဲတွေကစစ်မတိုက်ဘူးစစ်မတိုက်ပဲနဲ့အဲ့ဒီဟာကိုရွှေလုတ်ကွက်တွေကိုလုတ်ခိုင်းတယ်လုတ်ခိုင်းတဲ့ဟာကိုဒီမှာဥဆောင်တဲ့ပြီးတော့ဆန္ဒပြတယ်ဆန္ဒပြတဲ့ဟာကိုသူတို့မကြိုက်ဘူးအဲ့ဒါတခုနောက်တစ်ခုကအဲ့ဒီမှာအခွန်အခါတွေကောက်တဲ့နော်စင်စရာတွေနော်စင်စရာတွေတိမ်ပေါင်း3000 တော့စဉ်းစားရရှိတယ်အဲ့ဒါကိုပေးလို့ဆိုပြီးမှအကြောင်းပြချက်เนาะသုံးခုကိုတည်င်းဌာနသုံးခုမှာတယောက်တစ်မျိုးစီဖော်ပြထားတာကိုကျွန်တော်တွေ့ရတယ်ဆိုတော့အဲ့ဒီမှာအဓိကအကြောင်းရင်းကတော့အဲ့ဒီမှာကျွန်တော်ထင်တယ်เนาะအဲ့ဒီမှာရွှေလုတ်ကွက်ပဲเนาะရွှေလုတ်ကွက်ကိုသူကဒီဖက်ကပါလာဖားတွေကခွင့်ပြုထားတယ်ခွင့်ပြုထားတဲ့ကောပြည်သူလူထုတွေကမကျင်တတ်ဘူးမကျင်တတ်တဲ့ခါကျတော့သူကဥဆောင်နဲ့ဆန္ဒပြတယ်အဲ့ဒါကအဓိကအကြောင်းရင်းပဲဆိုတော့အဲ့ဒါကသူတို့မကြိုက်ဆုံးအရာတစ်ခုပဲကျွန်တော်မြင်တာအဲ့ဒါပဲ နော်အဲ့ဒါကြောင့်သူ့ကိုဖမ်းတယ်နော်ပြန်တောင်းတယ်အဲ့ဒီပြရတော့အရင်တော့အဲ့သူတို့နဲ့တစ်ဖက်ဖြစ်တဲ့ခါကျတော့အဲ့ဒီတနက်တွေလည်းပေးလို့ရတယ်ဒီစီးရင်တွေဘာတွေဝင်ငွေတွေလည်းဘာမှသူတို့ပြဿနာမရှိဘူးသူတို့နဲ့နေ့နေ့လေးကတိကောက်ဖြစ်တာနဲ့အဲ့ဒါတွေကအကုန်လုံးပေါ်ပြီးတော့နော်အဲ့ဒီချီးချောက်ကိုရေလောင်းပြီးတော့သူတို့ပြဿနာရှာတာပေါ့နော်အဲ့ဒီပြရတော့နော်ဆိုတော့အဲ့လိုမျိုး တွေးရတယ်ဒီတည်င်းကတော့တကယ်နော်လူမှုကွန်ရက်ပေါ်မှာတည်င်းမီဒီယာမှာဒီဗီဒီယိုဖိုင်တော်တော်ပြတ်နေတယ်အခုနော်တော်တော်ပြတ်နေတယ်ဒါလည်းအယူကြီးကမကောင်းတဲ့တည်င်းပါပဲနော်မကောင်းတဲ့တည်င်းပါပဲဆက်တိုက်ဆက်တဲ့အန်ယူဂျီဖက်ကနော်မကောင်းတဲ့တည်င်းတွေကျွန်တော်တို့တက်လာတော့တွေးရလိမ့်မယ်နောက်တစ်ခုကဒီမင်းလက်ပံနမင်းလက်ပံဆိုတာကဒီဖက်မှာနော်ဘရင်ပင်နေဖက်မှာနော်မြောက်ဒီမြို့နေဖက်မှာပေါ့ဒီမင်းလက်ပံဆိုတာ BGF ရဲ DKB ရဲသူတို့ပေါင်းပြီးတော့ဒီကြားဖြတ်ကိုလုပ်တဲ့အတာကိုနေပြီးတော့ KNU ကစီးနေတယ်စီးနေတဲ့ခါကျတော့အဲ့ဒီအချက်လက်တွေကိုသူတို့စုဆောင်ထားတယ်မဖြောက်ဘူးအဲ့ဒါကိုနေပြီးတော့စစ်တပ်ကဘာပြောလဲဆိုလို့ရှိရင်အဲ့ဒီ DKB တွေက KNU နဲ့ပေါင်းပြီးတော့သူတို့လုံချတဲ့လုပ်ကွက်တွေဖြစ်တဲ့အတာကိုဟန်ပြလုပ်ပြတာဖြစ်တယ်တယောက်တယောက်ကိုပုတ်ကြတာပေါ့နော်အခုစက္ကဆာနဲ့ KNU နဲ့ဆိုတော့ KNU ကတော့သူကတော့အကုန်လုံးအချက်လက်တွေကိုအကုန်လုံးသိမ်းထားတယ်လို့ပြောတယ်ဆိုတော့ အဲ့ဒါကိုချစ်ချပဲအချက်လက်ကိုတင်ထားရတယ်ဆိုလို့ရှိရင်တော့သူကတော့မပါဘူးဆိုတဲ့ဘက်မှာတော့ကျွန်တော်တို့တွေ့ရနိုင်မယ်ဆိုတော့တကယ်ဒီအချက်လက်ကိုမတင်ထားရတဲ့လူကတော့သူပါတယ်နော်။ဘာဖြစ်ဆိုတော့ပေါ်ကုန်မှာဟုတ်။ဒါကြောင့်ဆိုတော့ KNU ကဒီအချက်လက်တွေကိုတင်ထားတဲ့ဟာကိုသူတို့မချိုက်ဘူးမချိုက်တော့အခုအဲ့ဒီနေရာကိုထိုးစစ်ဆင်တယ်တိုက်ပွဲဖြစ်တယ်လက်နေကြည့်တော့ဟုတ်ဖက်မှာကြားတယ်ထိုင်းဘက်ကလည်းဟိုဘက်က6လမ်းပြီးတော့နော်120မမအဲ့ဒီမီခိုဘုံတွေပေါ့နော်အဲ့ဒီဟာကိုပြစ်တယ်နောက်ငါးလုံးပြစ်တယ်ဆိုတော့မနေ့ကလည်းကျွန်တော်တို့တီးပီးသားဖြစ်တယ်ဆိုတော့အခုကတော့အဲ့ဒီနေတဝက်မှာရှိတဲ့ ဒီ gate နော်လေ gate လေ gate လို့ရှိတယ် gate ဆိုတာကိုအမှတ်တက်အမှတ်နဲ့တရားလို့ရှိတယ်မြောက်တီကတော့အမှတ်တက်ပေါ့နော်အမှတ်နဲ့တရားအဲ့ဒီကလွဲပြီးတော့ဂျန်တဲ့နော် gate အားလုံးကိုလေ gate တွေဒီကျွန်တော်တို့ဆက်လေ gate တွေပေါ့နော်ဆက်လေ gate တွေအဲ့ဒီ gate တွေကအကုန်လုံး၅ခုကိုပိတ်လိုက်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ရာကြီးပိတ်လိုက်တယ်ဘာလို့ဆိုတော့အချိန်တွေမကောင်းဘူးအဲ့ဒီနေရာတွေမှာတိုက်ပွဲတွေအခြေခြေဖြစ်နေတယ်ဆိုတော့ငါအဲ့ဒါကတော့ကျွန်တော်တို့ကြာဖြန်ကိစ္စငါကြာဖြန်ကိစ္စ KNU ကအဲ့ဒီမင်းလက်ပါမှာရှိတဲ့ဒီ KPA ရဲ့ကြာဖြန် တဲ့ယုံလို့နေပြီးတော့ထင်ချုပ်ထားတဲ့အချက်အလက်တွေကိုသိမ်းထားတယ်အဲ့ဒါကိုစက္ကစက္ကပေါ်မှာဆိုလို့အဲ့ဒါကိုပြန်ပြီးတော့ထင်ချုပ်နိုင်ဖို့အတွက် DKPA နဲ့ဒီစက္ကစက္ကနဲ့ပေါင်းပြီးတော့တိုက်နေတယ်နော်တိုက်နေတယ်ဆိုတော့ KNU နဲ့တော်တော်ကိုတိုက်ပွဲပြင်းထန်နေတယ်ဆိုတဲ့တဲ့တင်ကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီနေ့ဒီဇင်ဘာလ၁ရက်နေ့မှာတတိမီဒီယာတွေမှာပေါ်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှပြန်ဆုံကြရအောင်ဟုတ်က Subscribe ကိုနေခါလို့ကိုနေပေးချပါပဲကျွန်တော်ဒီ